မနေ့ကညနေကလိုင်တာယာမှာစိုက်ယုံဖယ်ရီကမောက်ခဲမှုဖြစ်ပွားခဲ့ပါတယ်။ မနေ့ကနိုဝင်ဘာလ22ရက်နေ့ညနေ9:00နာရီမိနစ်50မှာစက်ယုံဖယ်ရီကားက BOC ပန်းချံဘေးနာကလမ်းအကွေမှာမှောက်တယ်လို့သိရပါတယ်။ဒီကိုက်တံရရသွားသူတွေရှိပေမဲ့လည်းအသက်အန္တရာယ်အသေးအပြောက်တော့မရှိဘူးလို့သိရပါတယ်။တချို့ကတော့ဆေးရုံမှာပို့ဆောင်ထားတယ်လို့လည်းဆိုပါတယ်။စက်ယုံကတော့လှိုင်းတရာကစမ်းမီစက်ယုံကဖယ်ရီကားဖြစ်တယ်လို့လည်းတချို့ကဆိုပါတယ်။ကဲ ဖယ်ရီကစီးပြီးအလုံသွားတဲ့သူတွေနဲ့သတိဝရိယရှိဖို့တိုက်တွန်းအပ်ပါတယ်။ဖရာတရားလည်းမမေ့နဲ့ပေါ့နော်။ပြီးတော့လေဒါမျိုးတွေကကြတော့ပြန်ပေါ်လဲမူတည်တာပေါ့လေအဓိကအရေးကြီးဆုံးကတော့ကားမောင်းတဲ့သူတွေပေါ့နော်အမ်ရန်ကုန်မှာကားစီးပူးတဲ့သူတွေပါလေဆိုရင်သိလိမ့်မယ်ဒီလိုဖယ်ဒီကားတွေကအရန်လွန်မောင်းတယ်ပြီးတော့လေတော်တော်ကိုအန္တရာယ်များတဲ့အကွေတွေအတိတ်တွေအရှောင်တွေဆိုရင်ဒီလိုမျိုး အလုတ်ကအပြန်ဆိုတော့လူတိုင်းပဲပျော်ပျော်ပါပါနဲ့ပြန်လာကြမှာလေအခုကဒီလိုမျိုးကိစ္စရက်တွေဖြစ်လာတယ်ဆိုတော့အိမ်ရမိပါတယ်အနေနဲ့လည်းအရန်ကုန်ပါပဲဆိုရင်တော့ကရောက်စရာတွေဖြစ်ရတယ်ပြီးတော့လည်းအသက်အန္တရာယ်တွေလည်းထိခိုက်မှုရှိနိုင်တယ်ဘလို့ပဲပြောပြောကာသမားတွေအနေနဲ့အသက်ပေါင်းများစွာကိုကားပေါ်တင်ခေါ်လာတယ်ဆိုတော့ကိုတော့တတိယပါ